ါဆရာတို့ကပြန်ပြီးတော့မေးချင်ပါတယ်အဲကျွန်တော်တို့အပါဝင်တော်တော်များသိထားတယ်ပေါ့အတူကောပေါ့နော် ISP အသင်းရဲ့ဒါအရှိပေါ့အတိတ်ပဲလေးလေကျွန်တော်သိချင်ပါတယ်ဆရာအဲ့ဒါလေးဖွေးဖွေးတက်တယ်လေဘုသူတရအောင်လာပြပြပေးအောင်ဆရာ ISP ဆိုတာတော့ကျွန်တော် Institute of Sports and Physical Education ဟုတ်ကဲ့ဗျာ World of Women FC ပေါ့ဟုတ်ကဲ့ဗျာဆိုတော့ဒါအာသနိကပညာသိပ်ပါဟုတ်ကဲ့ ISP ဟုတ်ကဲ့ဗျာဘာလို့ဆိုရင်ဟုတ်ကဲ့ဗျာလူဖြစ်ပါလားအမနိကလည်းဒါချန်ပီယံလည်းဖြစ်ခဲ့ပေါ့နော်ဟုတ်ကဲ့ဒါကမြန်မာဘောလုံး ညီမတွေကတော့ဒီဘောလုံးနဲ့ပတ်သက်ရင်တော့တက်တက်လို့အားပေးကြတော့အားလုံးဒီပဲနော်ဒီမှာကတော့မြို့သားနဲ့မြို့သမီးနဲ့တင်းနေရှင်လာရင်တော့မြို့သားအစင်းကတော့ပို့ပြီးတော့အားပေးခံရတာပေါ့နော်အဲ့ကြတော့ဆရာအနေနဲ့ဒီမြို့သမီးအတင် ISP ကိုစတင်ထူထောင်ခဲ့တဲ့အကြောင်းလည်းပြောပြပေးပြီဆိုတော့စတင်ထူထောင်တဲ့အချိန်မှာဘယ်လိုမျိုးအခက်အခဲကြော်ဖြတ်ခဲ့ရသလဲအခုလိုမျိုးအောင်မြင်မှုရရှိလာတဲ့ပုံမှာဘယ်လိုမျိုးတွေအရင်ကြီးနှုတ်နံခဲ့ဆိုလိုချင်တာပေါ့နော်အနေနဲ့ကဖြတ်သန်းခဲ့တဲ့အခက်အခဲလေးတွေအတူတူလေးသိချင်ပါတယ်ဆရာဟုတ်ကဲ့ဟိုကျွန်တော်ကစတင်ဖွဲ့စည်းတဲ့အချိန်ကြီးတော့ပြောပြပေါ့နော်ဟုတ်ကဲ့ဗျဟိုဘာပဲပြောအတင်းတင်း ဒီ MNL မှာဝင်ရောက်ရှင်ပြိုင်ဖို့ဆိုတာကဟိုတော်တော်ခက်ခဲရှိပါတယ်။ဟုတ်ကဲ့။ဒါတသင်းဝင်ရောက်ရှင်ပြိုင်မယ်ဆိုရင်ပထမဦးဆိုကျွန်တော်ကဒီ idea constitution ဘယ်လိုလုပ်မှာလဲဘယ်လိုဖွဲ့စည်းမှာလဲ။ဟုတ်ကဲ့ဆရာ။ဒီအပြင်ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ကဒီ idea ကိုဘယ်နည်းလမ်းဆရာတွေကိုတာဝန်ပေးအပ်မှာလဲ။ဟုတ်ကဲ့ဘယ်အစားသမားတွေ ਨੇ ရွေးချယ်ပြီးတော့အာဝေယောရှင်ပြိုင်ပါလဲဆိုရဲဟုတ်ကဲ့အရေးကြီးပါတယ်ဒါကြောင့်အသိအောင်မြင်မှုရဖို့ဆိုတာ နီးပြဆရာကြီးရွေးချယ်တောင်းပေးမှုပိုင်းလည်းအရေးကြီးတယ်လို့ဟုတ်ကဲ့ထူးချွတ်ပြည့်မြတ်တဲ့ gift တဲ့ကောင်းမွန်တဲ့အားသာသမားတွေကိုရွေးချယ်ပြီးစိတ်နှကြနေစမပြင်းထန်စကန်တွင်းလက်ချက်မှအောင်ဝဲစီကိုရတာပါဟုတ်ကဲ့ဒါကြောင့်မလို့ကျွန်တော်ကအသေးကိုစအောင်ချတဲ့အချိန်အစပြီးတော့ကျွန်တော်တို့ဌာနကဟုတ်ကဲ့ဆရာဟိုဒီဒေါ်ဘီရာတို့ဟုတ်ကဲ့ဂျော်စန်သိန်းဆိုတာကျွန်တော်တို့ဌာနကအားကစားမှု မိဗျအရာရှိတူဦးဖြစ်တယ်သူကဒီနေ့မြန်မာနိုင်ငံမှာ pro license သူတူဦးပဲရှိတယ်ဒါလည်းပဲကျွန်တော်တို့ဌာနဟိုဥစ္စာစွာနေပြီးတော့ဟိုတင်ပြတယ် Olympic Committee ဥက္ကရာအာဇာဝင်ကြီးကိုအာဇာနည်းလူကြီးရဲ့ဦးကြီးအဘကျွန်တော်တို့တင်ပြတယ်ကျွန်တော်ကဒီ pro license တက်ဖို့ခွင့်ပြုတယ်ဆိုတော့ဒါကကျွန်တော်တို့ဌာနအတွက်လည်းအခွင့်အရေးရှိတယ်လို့ဟုတ်ကဲ့နောက်တစ်ချိန်ကျရင်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မြန်မာနိုင်ငံရေးစင်အသင်းတွေ ဒါအသုံးချမဲ့ကျွန်တော်ရဲ့အရာတန်းဖြစ်တယ်ဟုတ်ကဲ့ဒီလိုကြောင့်ပြောချင်ပါဟုတ်ကဲ့ပါဗျာအဲ့ဆိုတော့ဆက်ဆက်ကျွန်တော်မေးချင်ပါတယ်အမအနေနဲ့အခုကလပ်အသင်းအနေနဲ့လည်းဒါနေပြအနေနဲ့အောင်မြင်မှုရရှိလာပြီပြည်သက်တွေကလည်းတော်တော်များသိလာတဲ့အဖြစ်အာဒါအပြင်မှာပေါ့နော်အပြင်မှာကြားနေတဲ့စကားလည်းရှိပါတယ်ပေါ့နော်ဒီလယ်ရွေးစင်အသင်းအတွက်လာမဲ့ပြိုင်ပွဲကြီးလယ်ရွေးစင်တို့တော့ပါလေအမအနေပြဟိုခံအဖို့အတွက်ကန့်လန့်လာခဲ့ရောအမအနေနဲ့ဘယ်လိုမျိုး ဆုံးဖြတ်သွားမှလည်းသိချင်ပါတယ်ဟုတ်အင်တာနက်နေလည်းသိနေဝိသိတ်လည်းသိချင်နေရပါဟုတ်ကဲ့ဗျာဟုတ်ကဲ့အာအခုလက်တလုံးကတော့အမအာ nationality ရဲ့ဟောနော် assistant coach အနေနဲ့ကမ်းလှမ်းလာတာကိုဒီဘက်ကအမတို့အားသာဝန်ကြီးဌာနရဲ့လိုအပ်ချက်အရာရောအမကိုအာ like ပါပြီးတော့ supporting လုပ်စေခြင်းနဲ့ဆန္ဒအရာရောအမဒီနှစ်ကတော့အာ like ဖို့အဲဟိုအစင်းသိဖြစ်နေပါပြီအဟိုလူကြီးတွေအကုန်လုံးရဲ့ဆုံးဖြတ်ချက်အရာပေါ့နော်အမ assistant coach အနေနဲ့ကတော့ဟုတ်ကဲ့ စင်းနဲ့ဖြစ်နေပါပြီရှင်ဟုတ်ကဲ့ရှင်စီးကိန်းနိုင်ဖို့တော့ကောပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘာဆိုတော့အနေနဲ့လည်းကျွန်တော်မေးချင်ပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီဒီ ISB အသင်းမှာပေါ့နော်ဒါအသင်းကိုကစားသမားဟောင်းတူအနေနဲ့ရောဘယ်လိုမျိုးမျိုးလဲဗျဟုတ်တရှိပြောမှဆိုရင် ISB အသင်းကဟိုမတူတော့ပေါ့နော်မတူတော့ဆိုရင်အရင်ကမတူတော့ပို့ပြီးတော့တိုးတက်လာတာတခုမြင်ရတာပေါ့နော်ဟုတ်ကဲ့မနေ့ကဆိုလဲဒါရှုံးပွဲမရှိချန်ပီယံပေါ့ရှုံးပွဲမရှိချန်ပီယံပြီးလဲဒါချန်ပီယံဆိုရင်ဒါပွဲမပြီးခင် ပွဲမီးပီးခင်ကိုချန်ပီယံကျူပြီးတော့ဟုတ်ကဲ့ဖြစ်ထားပါဘောနော်ပြီးတဲ့နောက်ကစားပုံနဲ့ပတ်သက်လာရေးဆိုတဲ့ဒါကျုပ်မဆိုရတာတကယ်ချင်းလဲတကယ်ချင်းပါနော်သူ့လက်ထက်မှာဆိုရင်ဒါ ISP တင်ရအများကြီးပြောင်းလဲလာသူရတယ်ဒီစနစ်ပိုင်းပေါ့အဲနီးပြူဟာပိုင်းနဲ့အများကြီးပြောင်းလဲလာတယ်အဲသူကတော့သူကခန်းစစ်ကိုကြစ်လျောင်ရင်လှုပ်တယ်ခန်းစစ်ကြစ်လျောင်ပြီးမှသူကတိုက်စစ်ကိုအားပြုပါဘောလေပြီးတိုက်စစ်ပိုင်းမှာအရင် strong ဖြစ်လာတာတွေ့ရတယ်ဟုတ်ကဲ့အဲအားကြောင့်မို့လဲသူအဲနိုင်ပွဲတွေအဲပြီးခဲ့တဲ့တစ်နှစ်ဆိုရင်ဒါ ဒီယာဒီမပြီးခင်မှာဒါချက်မြန်ဖြစ်ခဲ့တာပေါ့နော်အခုလဲဒါပထမအခုလဲဒါဒီ2025 2026မှာဆိုရင်လဲဒါယာဒီဝက်ချက်မြန်ဒါခုနံပါတ်1နေရာမှာရှိရပေါ့လေယာဒီဝက်ချက်မြန်ဖြစ်တယ်ပြီးရကစားသမားတွေဆိုရင်ဟိုကျွန်တော်တဘောကြတာပါလဲဆိုတော့အဲကျွန်တော်ဒါဝမ်မလီပြန်မှာကိုတင်းရှိရပါတော့အာကျွန်တော်အတင်းပါဘူးပေါ့ကိုတင်းရှိရဒါပေမဲ့တို့တို့မှာကပြောပါစေဂိုဒမားဆိုလဲ perfect ဖြစ်တယ်ဂိုဒမားနောက်တန်းအလဲတန်းရှေ့တန်းပြောပါစေတသိန်းလောက်ကမြိုင်တယ်ပြောမှဆိုရင်ဟိုအဲအဲ အလေကျောဆိုလဲသူတို့ကျော်တော်တော်ဘောကြတယ်အလေကျောကီးပလေယာတွေပေါ့နော်သူတို့ရှေ့ကဘလုံးဖြန့်တာတွေအဲပြောပါစို့သူရဲ့နီးပြူဟာတွေအများကြီးပါတယ်ပေါ့လေအဲအဲ့ဒါလေးကိုကျွန်တော်အဲတက်တွေ့တော့ပေါ့လေတက်တွေ့တော့အဲဒီနေ့မှဆိုလဲဒါယာဒီဘတ်ချန်ပီယံလေးဖြစ်တယ်အဲ့အတွက်ယာဒီကုံထီလဲကျွန်တော်မျှော်လင့်ထားတော့ပေါ့သူတို့တင်ဟုတ်ဟုတ်တယ်ပါလေဟုတ်ကဲ့ပူကျေးဇူးတင်နေကျေးဇူးပါဟုတ်ကဲ့ဘယ်မှာမလဲတက်ဆာရမေးချင်ပါလေမောင်းနှစ်ယောက်ကဒါနိုင်ငံလေရွေးစဉ်အသင်းမှာလဲစိန့်ဘတ်ကလာခဲ့တယ်ပေါ့နော်အဲ့ကတော့ပြီးတော့ရွှေစုတွေလဲအတူတူရခဲ့တယ်တော့ကျွန်တော်အဲ့မှာဆိုတော့ ပြောချင်တဲ့အတွေ့အကြုံပေါ့နော်ကိုကိုကိုင်းလည်းကစားခဲ့တဲ့ချိန်ပေါ့အာရှထိတ်တန်းထိတ်သီးပေါ့နော်ဒီနိုင်ငံဘေးတဘေးသင်းနေနဲ့အများဆုံးရှင်ပိုင်ကစားခဲ့လေရှင်ပိုင်ကစားခဲ့တဲ့အထဲမှာလည်းဘေးနိုင်ငံနဲ့အခက်အခဲဆုံးဖြစ်ခဲ့မယ်ထင်တယ်အာဆီယံအဆင့်ပေါ်ပွဲနဲ့အာရှအဆင့်နေပေါ့နော်ဟုတ်နိုင်ငံသင်းနေနဲ့ကျွန်တော်ခင်ပါလို့ဆိုရင်အာဒါကျွန်တော်တို့ဆိုရင်အာရှအာရှဆက်ပွဲတွေကျွန်တော်အောင်ခဲ့တယ်။အောင်ခဲ့တော့ကျွန်တော်အာဆီယအာရှချန်ပီယံရှစ်ပြိုင်ပွဲတွေကျွန်တော်ပြန်ရတော့ဗောနော။အဲ့မှာကျွန်တော်တို့ဘာပေါ့အာတေးယုတ်တင်းတွေ့ခဲ့တယ်။ဂျပန်တင်းလည်းတွေ့ခဲ့တယ်။နောက်ဆောင်အာ ပြီးရင်တော့ Australia နောက် Korea ပါတယ်နော်ပြောမှဆိုတော့ Tong Korea ဆိုတာအရင် strong ဖြစ်တယ်ဒါပေမဲ့ကျွန်တော် record ပေါ့အာမြို့ကြီးဘောလုံးတိုင်းမှာအဲတမိုင်းပါဆိုရင်ဒါကျွန်တော်တို့ကိုရီးယားပြည်ကျွန်တော်တကိုးပြန်တွင်းနိုင်ခဲ့တယ်အဲပြောမှဆိုအဲတော့ကဂိုးလည်းမပြတ်ခဲ့ဘူးကျွန်တော်တို့အဲတော့အင်တာနယ်လိုင်းပေါ့အင်တာနယ်လိုင်းသူတကိုးတွင်းခဲ့တယ်3-1ပေါ့အဲတော့3-1နဲ့ကျွန်တော်တို့ပြအာဩစတြေးလျမှာလေကျွန်တော်ဩစတြေးလျမှာတက်ကစားရတဲ့အတာ2000 2006ပေါ့အာရှချန်ပီယံပြိုင်ပွဲမှာအာမြန်မာလေဆင်မြူလီဘောလုံးတင်တဲ့ဒါဒါအာရှ ထိတ်ပြီးအသင်းပေါ့နော်ကိုရီးယားတွေကျွန်တော်တကူတွင်းလာတဲ့ record တော့ရှိခဲ့တယ်ဟုတ်ဟုတ်ကဲ့ပါအဲ့ဒါဆိုတော့ပြောမစအခက်ခဲဆုံးပြောမယ်ဆိုတော့ဂျပန်အသင်းနဲ့တော်တော်ကစားခက်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကျွန်တော်က marketing ကတ်နေရနော်ကတ်နေရပျောက်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 လားဟုတ်ကဲ့ပြီးအရင်မြင်တယ်ပြီးသူတို့ကဘောလုံးကြကြာချက်တော့မထားဘူးသူတို့1 tap 2 tap 1 tap 2 tap ဟုတ်ကဲ့ပြောမယ်ဆိုသူတို့ movement အရင်ကောင်းတယ်သူတို့ကဟိုလေဘောလုံးလိုအပ်ထားတဲ့ပုံမထီးဘူး three tap ဆိုတော့သူတို့မြင်ရခဲတယ်သူတို့1 tap 2 tap နဲ့ပြီးသူတို့ကခဏပြောတော့ဗောပေးပြီးနေရာယူတယ်ပေးပြီးနေရာယူတယ်သူတို့က အစ်စပိုင်းဆိုရင်အရင်မြန်လာပြီးကောင်တာအထက်ကြွားတာအရင်မြန်တယ်အဲအဲ့မျိုးဆိုတော့ကျွန်တော်တို့ကတော့ခက်ခဲတယ်ဂျပန်အသင်းနဲ့ကစားခဲ့မှုလေဟုတ်ဟုတ်ဂျပန်အသင်းကခက်ခဲတယ်ဒါပေမဲ့တောင်ကိုရီးယားကိုကျွန်တော်တို့ညီမအသင်းနဲ့မျိုးသမီးအသင်းနဲ့ကုန်းကိုတွတ်နိုင်ခဲ့တဲ့အစံလာလေးရှိရဲဆိုတော့ဒါပွဲဥပဒေပွဲမှာလည်းဒါကျွန်တော်တို့ကဒီ ISP အသင်းကတောင်ကိုရီးယားစူဝမ်အသင်းနဲ့တွေ့တော့မှာဆိုဒီပွဲပေါ်မှာဘယ်လောက်ထိစိတ်လုံရှားတယ်လဲပါ อืมใส่ลงชาบาเลยบาจังเลยสรแล้วอ่าดีอาชาดีแม้อัจฉมาสรุษิยอ้าวโกไม่เป็ดแพ้เนี่ยดาวชอกไล่พี่รอกะซ้าနိုင်နေတာတောင်โกเรียအသင်းပေါ့เนาะเออไอ้အတွက်လည်းပဲကလေးတွေကိုအမဒါတောင်ชอกမိုတီဗေးရှင်းပေးထားတယ် ဆရာမတို့ကစားခဲ့တုန်းကသူတို့နဲ့31နောက်ဆုံးတွေ့တာဆိုလို့ရှိရင်20ပေါ့အဲ့လိုမျိုးအခြေအနေတိဆရာမတို့ကစားခဲ့တာဖြစ်တဲ့အတွက်အခုချိန်မှာလည်းသူတို့ကလပ်ထဲမှာပါလာတဲ့တချို့ player တွေကလည်း nationality player အဆင်မဟုတ်တလို့မျိုးတချို့ player တွေကလည်းသူတို့ကမ္ဘာအားနေငှားထားတဲ့ Brazil ပေါ့အာနောက်ဟိုဂျပန်တို့ပါတယ်သူတို့မှာအားသာချက်ရှိတဲ့နေရာတွေရှိတယ်လို့မျိုးပဲမင်းတို့လည်းပဲ nationality လည်းရွေးစင်နေဖြစ်တဲ့အတွက်အားသာချက်ရှိတဲ့နေရာတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းအဲ့အဲ့ကနေပြီးတော့ဘာတွေရနိုင်လဲဆိုတဲ့ ကြောင့်တော့ information ပေးထားသလိုမျိုးပဲအဲနောက် motivation အနေနဲ့လည်းပဲကလေးတွေအခုချိန်မှာဆိုရင်တို့ဒီဟာကိုတွေ့ဖို့အတွက်ဆရာထက်တန်နေပြီရှင်ကျွန်မအနေနဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာလည်းကျွန်တော်မေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟောဒီပြိုင်ပွဲကြီးအတွက်ပေါ့နော်ဆရာအနေနဲ့အဲဘယ်လောက်ထိမျောလင့်ထားလဲအဲအဲ့လည်းသိချင်ပါတယ်ဆရာဟုတ်ကဲ့ဗျအော်ကျွန်တော်တို့ကတော့လေဟိုခုနစံသိန်းတို့ကျွန်တော်ဝန်လို့ပြောသူတွေဒါကကမ္ဘာအဆင့် အာစာထိပ်ဒီအသင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်ဆက်ရရမှာကျွန်တော်တို့အသင်းတက်တော့ကုန်တာတယ်လို့ကျွန်တော်ဒီလိုပဲပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့လည်းကျွန်တော်ကခုနစံသိန်းလို့ပြောသလိုပဲကျွန်တော်ရှိတဲ့အခြေအနေပေါ်မှာဒီ ISBFC တက်နေကျွန်တော်တက်နေချက်မဲ့ဆိုကျွန်တော်ပဲ UCB လောက်တာပါဟုတ်ကဲ့ဆရာသို့တော့အသေးရဲ့လေ့ကျင့်မှုရှင်ရမ်းမှုအွန်လိုင်းမှုဘာညာ training program တွေကတော့ဒေါ်ဆန်းဆန်းသိန်းပေါ့နော်ဟုတ်ကဲ့ ညီမလေးလောက်တာပေါ့အဲ့တော့ကျွန်တော်တို့အမြင်နဲ့တက်ကင်းမီတင်ခေါ်ပြီးရခါကြမှာဘယ်လိုလုပ်မလဲဟုတ်ကဲ့ဆရာဘယ်လိုရှင်းပြမလဲဒီအသင်းတွေရဲ့လေ့ကျင့်ထားတဲ့သူတို့ရဲ့ပြိုင်ပွဲတွေလေ့ကျင့်တဲ့ဗီဒီယိုမှတ်တမ်းတွေကိုရယူပြီးတော့ကျွန်တော်တို့အသင်းရဲ့သူ့အသင်းအားသာချက်ကိုယ့်အသင်းအားသာချက်အားနည်းချက်မှာဒီကိုဘယ်လိုပြင်ဆင်ပြီးသူ့ကစားမလဲဆိုတာတွေကိုကျွန်တော်ပွဲစဉ်တိုင်းမှာလည်းလုပ်သလိုပြိုင်ပွဲကစားမဲ့နေ့တိုင်းမှာလည်းပဲ team meeting ခေါ်တဲ့အချိန်မှာကျွန်တော်အပါဝင် ထူးသဖြင့်တော့ညီမချုပ်ဒေါ်ဆန်းဆန်းသိအောင်တရားရခိုင်လုံးကျွန်တော်ကယုံကြည်မှုပေးတယ်လောက်ပိုင်ခွင့်အပြစ်ပေးတယ်အချို့ကျွန်တော်တို့ tactics ပေါ့ viewer ဘိုင်းနဲ့ပတ်သက်တဲ့ဟာဆိုရင်တော့ကျွန်တော်အချံပြုတယ်ဟုတ်ကဲ့ဆရာ technical tactics ပတ်သက်100%နောက်ဆုံးလူစားလဲတာအစားဟုတ်ကဲ့ကျွန်တော်ကမလျှော့ဘူးဟုတ်ကဲ့သို့တော့ကျွန်တော်မြင်တယ်ကျွန်တော်ကျွန်တော်ရဲ့ဝင်ကြီးနာဂာကြီးမြင်တယ်တော့ကျွန်တော်မြင်လို့ဆိုရင်သက်ဆိုင်အောင် second coach တို့ manager တို့ တယ်လို့တော့မြင်တယ်ဆုံးဖြတ်တော့ဒီဘက်ကျုပ်ဆုံးဖြတ်ပါတယ်ဆိုတော့အဓိပ္ပာယ်ကတော့ကျွန်တော်ကဒီလူစားလဲခြင်းအပိုင်းမှာလည်းပဲကျွန်တော် IHP FC အသင်းနေနေဒီဘက်ကျုပ်ကမ over rule ဘာမှမလုပ်ဟုတ်ကဲ့ဆရာအဲစိတ်တိုင်းကြလုပ်ပိုင်ဝင်ပေးတာဒါလည်းပဲအရေးကြီးပါအချို့အချို့တော့အချိန်ကြီးဟိုအကြောင်းမျိုးမျိုးမှာပြီးခဲ့တဲ့ကာလတွေမှာအသင်းကြီးတွေမှာခြားအကအသင်းတွေမှာလေးစင်အသင်းတွေမှာဒီဘက်ကျုပ်ကဥပ္ပရုလုပ်တဲ့အခါကျတော့ တကယ်တမ်းနေပြကျုပ်ကကိုယ့်တဲ့အတိဆုံးပါဟုတ်ကဲ့ဗျာဒါကြောင့်မို့ကျွန်တော်ကအာဒီဘွဲမှာကျွန်တော်တက္ကသိုလ်မီဒီယာကျွန်တော်ပဲဦးစီးပြီးတော့အာဒီချင်းတစ်ပိုင်းဆရာကိုတော့ဒေါ်ဆန်းဆန်းသိန်းကိုတောင်းပန်ပေးပြီးတော့လှုပ်ထားတဲ့အတွက်ကမ္ဘာထေသီအစအသင်းနေဖြစ်တော်လဲပဲဟုတ်ကျွန်တော်တို့အစွမ်းကိုဟုတ်ကျွန်တော်ခရီးနေစူးစမ်းပြီးတော့တိုင်ဘက်ကောင်းတဲ့အသင်းဖြစ်အောင်ね အခြေအနေအဆက်အခြေအနေပြီးခဲ့ရင်ချန်ရကြလို့ရှင်သူတွေကိုတဲ့သူသူကန်ကိုကန်သူရကိုရဟာမျိုးနဲ့အကောင်းဆုံးအရှင်းမြင့်ဆုံးဝင်ရောက်ရှင်းပြတယ်အောင်ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့ပါဟုတ်